မင်္ဂလာပါရှင်စနေရက်9လမှ18ရက်9လတပတ်တာ တနင်္ဂနွေသားသမီးချင်းမေဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမေဆွေဒီတစ်ပတ်မှာအလုံးနဲ့ပတ်သက်ပြီးတော့ ခက်ခက်ခဲခဲပြောဆိုရမယ့်ကိစ္စရလေးတွေကျောင်းမှာပဲဖြစ်ပါတယ်တံပိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းစင်နဲ့ပတ်သက်ပြီးတော့ကြီးကေးသူတွေရဲ့ညူညင်တာကြီးကေးသူတွေရဲ့အပြစ်ပြောတာတွေခံရတဲ့တည်းဒါကြောင့်အကြီးကေးတွေနဲ့စကားပြောဆိုတဲ့အခါမှာသတိဝိရိယလေးနဲ့ပြောဆိုဆက်ဆံပါအိမ်မိသားစုနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာ၊ကြည်နူးစရာ၊ဝမ်းသာစရာတည်နေကြမှာပဲဖြစ်ပါလေ။ရဲအန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာ၊မိုးကျစရာတွေကြုံရတဲ့ စိတ်တိုင်းမကျတဲ့အရာတွေလည်းပဲတွေ့ရမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာအလိုမကျတာမျိုးတွေကြုံရမှာပဲဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တော့ view site ပါ ဖြစ်တဲ့တဲ့ယောဂဝေဒနာဟာခြေတော်အောက်ပိုင်းတွေကြိုက်တာခဲတာမျိုးတွေခံစားရပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါ။ဘာကြောင့်လဲဆိုရင်အလုပ်မှာခက်ခဲရှိတယ်ပြောရဆိုရခက်ခဲတယ်။သို့ပေမဲ့လည်းမိမိကစူးစမ်းအားထုတ်ဖို့နဲ့ ပြောဆိုလိုက်တဲ့အခါတည်တည်ချာချာညံ့ညံ့ညော်ပြောလိုက်တဲ့အခါလွယ်ကူစီပြေသွားပြီးတော့အီးချမ်းပဲနမိတ်တွေကိုတွေ့ရပါတယ်။ဝေကြီးလက်လာပါများပွန်လန်းစီမဲ့တပတ်တာပါ။ကံအားအဖြစ်လဲကောင်းနေပါတယ်။ထီတိုကန်ဆန်းပဲဆိုရင်တော့နှစ်တလုံးထီတိုကန်ဆန်းလို့ရပါတယ်။ပူပန်စရာတွေကိုကြည့်လိုက်တဲ့အခါမိမိအနေနဲ့အကျွေးကိစ္စတွေငွေအတွက်နဲ့ပတ်သက်တဲ့အရာလေးတွေအဲ့ဒါလေးတော့အခက်အခဲလေးရှိတတ်တယ်။ရဆရာရှိတဲ့ပတ်စံဆိုရင်ခက်ခဲတယ်ပေါ့အကြံ့ကြတယ်မရနိုင်ဘူး။ ကိုပေးရမယ့်ကိစ္စဆိုရင်လည်းပဲစရင်အင်းနေမှားတာမလို့အဖက်နဲ့ငွေအတွက်နဲ့စကားပြောရမယ့်ကိစ္စလေးတွေဒီလိုလေးတွေရှိနေပါလေဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အားကောင်းလေးဆရာမပေးချင်ပါလေတနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရမယ့်ရည်ရည်အားကမိမိနေငါဖျားမှာ ရှောက်ယူတပကံလူတန်းချင်းဖြစ်ခက်ခဲနေသောကိစ္စရည်များအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင် စနေရက်9လမှ18ရက်9လတပတ်တာတင်းင်းလာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တင်းင်းလာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအခွင့်အလမ်းကောင်းတွေရရှိစေပြီးအလုပ်မှာပြောဝါဆိုရအစီအပြေပြီးရောင်းပန်းဝယ်ပန်းတွေလည်းပွင့်လန်းစေတယ်။ကြီးကဲသူတွေရဲ့မျက်နှာသာပေးခြင်းကိုလည်းရရှိစေပြီးလို့တွေ့ရပါတယ်။တံမိုးကြီးသောပစ္စည်းရောထွက်တတ်တယ်နော်ဂိမ်းဆိုင်ပေးပါ။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ခံကောင်းတွေရဖို့ရှိနေပါတယ် ိမ်ကိစ္စနေရာဒိုင်ကိကိစ္စလေးတွေစီစဉ်တကြလေးတွေနဲ့အဆင်ပြေသွားပြီ OA နေရာဒိုင်ကိကိစ္စအိမ်ဆောက်အိမ်ပြင်နဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်ငှားတဲ့ကိစ္စတွေအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းစီကမမျှော်လင့်တဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့အနောက်ရှက်ရှိတဲ့တတိထားပါမိမိကိုချောက်ချတာမိမိကိုမကောင်းပြောတာတွေခံတက်ပါတယ်ဒါကြောင့်မို့လို့တတိလေးထားပါတော့ ကျမကြီးနဲ့ပတ်သက်ရင်ဂရုစိတ်ပါ အမြဲတမ်းခေါင်းတွေမူနောက်မူနောက်ဖြစ်နေတာမျိုးနောက်ရင်တွေတက်တက်လက်တုံနေတာမျိုးဒါလေးတွေခံစားတတ်ပါတယ်။အီချမ်းချင်းညီချမ်းချင်းရောက်ရှိလာပဲတပတ်တာပါဒီတပတ်တာကိုကြည့်လိုက်တဲ့အခါမှာစိတ်ထဲမှာအလိုမကျမှုတွေရှိတယ် နော်မကြည်ဓာတွေလည်းရှိတယ်သို့ပင်ပဲကိုလှုပ်လိုက်တဲ့အခါမှာလှုပ်ဆောင်ချက်လေးတွေကောင်းသွားတဲ့အတွက်ကြောင့်အသိမှတ်ပြုတာတွေလည်းခံရတယ်ဒီအတွက်ကြောင့်မို့လို့ကိုတီးပျော်ရွှင်ခြင်းကောင်းသောညမိတ်ကောင်းတွေရရှိခြင်းကိုယ်စိတ်ထဲမှာကြည်လက်ခြင်းပီတိဖြစ်ခြင်းအဲ့ဒါလေးတွေ့ရပါတယ်ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်သို့ပင်ပဲထီတိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့အုံညတစ်လုံးထီတိုးကန်ဆဲလို့ရတယ်ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ရန်များခြင်းစကားများခြင်းပြဿနာဖြစ်စဉ်လေးကျွမ်းဝတ်တဲ့တယ်ဒါလေးကိုတော့ထူးကယူဆိုင်ပေးပါ အောင်နဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုံကိုပြီးကြည့်လိုက်တဲ့အခါမိခင်ကဲတို့အမျိုးသမီးအကြီးကြီးတွေရဲ့အကူအညီကောင်းတွေရဖို့ရှိနေပါတယ်။ဒါအပြင်မိခင်ကလည်းမိမိကိုကူညီတာမျိုးလေးလည်းကျွမ်းဝတ်တပါတယ်။ဒီတော့တနေ့မှာသာသမီချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပစ္စည်းတွေရေနေရာကောင်းလေးဆရာမပေးချင်ပါတယ်။တနေ့မှာသာသမီချင်းမိတ်ဆွေဒီတစ်ပတ်ပြုလုပ်ဆောင်ရမယ့်ရေနေရာကမိမိနေအိမ်ကဖျောင်းပါအုံတို့ခေါ်ဆွဲတပွဲလှူဒန်းခြင်းဖြင့်ခက်ခဲနေသော အလုတ်ကင်မြအလုံးစုံပြည်လည်သွားမယ်လို့တွေးရပါတယ်ရှင်မင်္ဂလာပါရှင်စနေရက်9လမှ18ရက်9လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပုံပြီးအဲ့လိုပြောင်းတာဟာကောင်းသောပြောင်းလဲခြင်းလို့မြင်နေအခွင့်အလမ်းကောင်းများစွာရရှိစေပဲတပတ်တာပါတံမူးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ် မိစေပေါင်းခင်းတဲ့ပတ်သက်ပြီးတော့မိမိကိုအပြစ်ပြောတာတွေခံမိနောက်တစ်ခုကကျတော့မိမိအပေါ်မှာမနာလိုတာတွေခံရမယ်ကိစ္စပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်မှုတွေအောင်မြင်စေတဲ့အစီအပြေပဲစိတ်ချမ်းသာမိဆွေမျိုးသားချင်းစီကအကူအညီထောက်ပံ့ကောင်းရရှိစေတဲ့အပြင်ဆွေမျိုးသားချင်းနေနဲ့အတူခရီးထွက်ရမယ့်အရာတွေလည်းတွေ့ရပါတယ်အတိုက်ခိုက်တော့ရှိတယ်အနောက်ရှက်တော့ရှိတယ်အဲ့ဒီအတိုက်ခိုက်အနောက်ရှက်တွေကိုစော်လွန်ပြီးတော့မှမိမိကကောင်းမွန်စေမဲ့တပတ်တာလို့တွေ့ရတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေတယ်။ကံဒီအရင်ကောင်းအရင်ကောင်းနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့ဂရုစိုက်ခြင်း၊ကျင်နာခြင်း၊နောင်ငွေကြီးအကူအညီကောင်းတွေရရှိခြင်းဒီလိုလေးတွေ့ရပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့ခရီးဆိုင်ပါအဓိကခားလာတဲ့ဝေဒနာကိုခံစားရတဲ့တည်းအေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ဒီတို့ကံစမ်းမယ်ဆိုရင်6တလုံးဒီတို့ကံစမ်းမှာကံအားအလွန်ကောင်းနေပါတယ်။ ငွေကြေးကိစ္စတဲ့ရည်ရများအရင်အရင်ကတည်းကခက်ခဲလာတယ်ဒီတစ်ပတ်မှာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်။ပူပန်စရာတွေခြုံငုပ်ပြီးကြည့်လိုက်တော့ဒီရတိုက်ခိုက်အနှောင့်အယှက်တွေကြောင့်အာယုံအရန်နှောင့်ရမယ်စိတ်ရှုပ်ရမယ်။သို့ပေမဲ့လည်းပဲကိုလုတ်တဲ့အရာတွေမှန်သမျှအဖတ်တင်မယ်အောင်မြင်စေမယ်လို့တွေ့ရတယ်။ဒီတော့အင်္ဂါသားသမီးချင်းမေးဆွေတွေကန်တိုက်ပတ်ပြည့်စည်တဲ့ရည်ရာကောင်းလေးဆရာမပေးချင်ပါတယ်။အင်္ဂါသားသမီးချင်းမိတ်ဆွေမိမိဒီအင်္ဂါဖျားမှာနွားနုလူတန်းချင်းဖြင့် ခက်ခဲနေသောကိစ္စရပ်များအလုံးစုံပြည့်နေသွားပြီလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်စနေရက်9လမှာ16ရက်9လတပတ်တာဗုဒ္ဓဟူးသားသမီးချစ်ပြီးဆွေရဲ့အလုတ်ကိန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဗုဒ္ဓဟူးသားသမီးချစ်မိဆွေအလုတ်ကံအရန်ကောင်းနေတယ်အလုတ်နဲ့ပတ်သက်ပြီးတော့မိမိကအင်တာဗျူးထားတယ်အလုတ်ကမခေါ်သေးဘူးစိတ်မညစ်နဲ့တော့ဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတည်ငောင်းချားကိုကြားရမယ်လက်ရှိကုမ္ပဏီမှာလုပ်နေတဲ့သူတွေအယောင်းဝယ်သမားတွေလည်းပဲအလုတ်နဲ့ပတ်သက်တဲ့ကံအားလေးတွေအရန်ကောင်းနေလို့တွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိရှေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အစွင့်ပူပန်းမဲ့ကိစ္စရက်ကလေးတွေကျင်းဝမှာပဲဖြစ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များအစီအပြေမေးအိမ်ကိစ္စတွေစီစဉ်လိုက်တဲ့အခါမိသားစုအတွက်လည်းပံ့ပိုးနိုင်သလိုမိမိအတွက်လည်းအပြည့်အစုံအပြည့်အဝဘာပဲလုပ်လို့ဘာပဲကြံကြံအစီအပြေပဲတပတ်တာလို့တွေ့ရတယ်။ဆွေမျိုးသားချင်းအကြီးကဲစီက အကူအညီကောင်းအထောက်ပံ့ကောင်းမမျှော်လင့်မင်းနဲ့ရရှိစေတာမျိုးတွေလည်းတွေ့ရတယ်။ရန်အနီရဲ့တိုက်ခိုက်တော်ရှိတဲ့တတိထားပါအဲ့ဒါကမိမိရဲ့ပတ်ဝန်းကျင်လုပ်ငန်းခွင်ဒါလေးတွေဆိုင်နေတော့ အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရှိတယ်ပါလေနဲ့အခြားတယောက်ရဲ့စိတ်ဝင်စားခြင်းခံရတဲ့တဲ့ပြဿနာတက်မယ်သတိထားပါနော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးအီချမ်းတာယာစီပဲတပတ်တာပါကျမကြီးနဲ့ပတ်သက်ရင်တော့ခရီးဆိုင်ပါ မြေအပူရှက်တာ အနေတိုင်းလေးမှားသွားလို့ဖျားချင်းတာချင်းလေးတော့ရှိရနော်အေးချမ်းချင်းငိမ့်ချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါမပြောလိမ့်မဲ့တဲ့ဒီတပတ်မှာဝင်လာတဲ့ငွေကြီးတဲ့အထူးတန်းလေးလုံးဝမဲ့လို့လည်းတွေ့ရပါသေးတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်အတော်ကောင်းပါတယ်ဒီတို့ကန်ဆန်းကျင်တယ်ဆိုရင်တော့ငါးတလုံးဒီတို့ကန်ဆန်းလို့ရပါတယ်ငွေကြေးလလာပါတယ်ရှင်လန်းပွန်လန်းစေမဲ့တပတ်တာပါဒါအပြင်အကြီးကဲတွေကနေပြီးတော့တတိယကောင်းလေးတွေပေးတာအကြီးကဲတွေဈေးကနေပြီးတော့မှအတိမတ်ပြုတ်ခံရတာလေးလည်းတွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ငုံပြီးကြည့်လိုက်တဲ့အခါ စိုးဝတဲ့ပူပါမှုမျိုးဘာမှမတွေ့ရဘူးမိမိစိတ်တိုင်းကျလုပ်ခွင့်သာမင်းမိမိဖြစ်ချင်တဲ့အရာလေးတွေဖြစ်ခွင့်ရမယ်ဆိုတဲ့တပတ်တာကိုတွေ့ရတယ်ဒီတော့ဗုဒ္ဓဟူသာသမီးချင်းမိတ်ဆွေတို့ကဲထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးဆရာမပေးချင်ပါတယ်ဗုဒ္ဓဟူသာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မယ့်ရည်ရွယ်ကဘုန်းကြီးတန်ဃာတော်များကိုစိတ်သားရင်းနဲ့ဆုံးနဲ့နောက်လူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားမင်းလူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်စနေရက်9လပိုင်း18ရက်9လတပတ်တာ ဂျာဗာရီသားသမီးချင်းပြီးစုရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဂျာဗာရီသားသမီးချင်းပြီးစုရဲ့အလုတ်ကနေပြီးတော့ကံအားတွေကောင်းမွန်ပြီးတော့အလုတ်ခွန်လန်းကောင်းတွေများစွာရရှိစေတဲ့အပြင်မိမိကိုအထေကြီးတာ၊လေးစားတာ၊ယုံကြည်တာမျိုးတွေကိုစံစားပေးတပတ်တာလို့တွေ့ရပါတယ်။တမူးကြီးပစ္စည်းတော့ထွက်တတ်တယ်နော်ဒါကလည်းအတုံးလိုလိုထွက်တာမျိုးဖြစ်နေပြီမိစွေပေါင်းတဲ့ရဲ့ဆရာသမားတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိစေမဲ့တပတ်တာပါ အိမ်နဲ့ပတ်သက်ရင်တော့ဆိတ်ရှုပ်နေရပါလိမ့်မယ်မွေ့ချက်နေရပါလိမ့်မယ်စီမှုသားချင်းစီကမကောင်းသောသတင်းလေးတွေကိုကြားရတပါလေရန်အနီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်ရန်အနီရဲ့မရှိတဲ့အပြင်ချစ်သူခင်သူပေါ်လာမယ့်တပတ်တာလို့တွေ့ရပါတယ်အချီးအိမ်နဲ့ပတ်သက်ပြီးတော့ဒီလိုကာလတွေမှာမိမိပြောတိုင်းမဖြစ်လုပ်တိုင်းမဖြစ်တာမျိုးကြီးဇဝတ်တဲ့တင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့ ိုကိုနှိုက်ကလည်းပဲအိမ်နောက်ဘက်အပေါ်မှာစိတ်တိုင်းမကြမှုအိမ်နောက်ဘက်ကလည်းမိမိအပေါ်မှာစိတ်တိုင်းမကြမှုဒီလိုသဟာစာတမဖြစ်တာလေးတော့ကျွမ်းဝတ်တပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စူးစူးလုံးဝမရှိပါဘူး။ရခင်ကနေ့ကကျန်းမာရေးခန်းစားနေရတဲ့ဝေဒနာရှင်ဆိုရင်ဒီတစ်ပတ်မှာကျန်းမာရေးအနာနဲ့ဆင်းနေတွေ့သွားမယ်။ယောဂဗျာကေဝေးစီမဲ့တစ်ပတ်တာလို့တွေ့ရတယ်။အီချင်းချင်းငိမ့်ချင်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တွေနဲ့ပုံပြီးတော့မှဟိုလုပ်လေ ိုကလုံရမယ်ဒီလုံလဲလုံရမယ်ဟိုလုံလေးလဲချိတ်ထားတယ်အဲ့လိုအလုပ်တွေအများများပြီးတော့ကိုရှိနေတဲ့ခွန်အားနဲ့အလုပ်နဲ့မမျှတဲ့အခါမှာစိတ်အယမ်းပင်ပန်းရတာမျိုးတွေတော့ကြုံရတည်းကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုထီထိုးကံစမ်းလို့ရပါတယ်အလုပ်နဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိတီအကြီးကြီးတွေနောက်ဆန်တင်းရမယ်ဆိုတဲ့အရာလေးရှိနေပါတယ် ဒီတော့ဂျာတာပရိသာသမီချိမိဆွေတို့ကန်တော့ဖက်ပစ္စည်းတွေရေရီယာကောင်းလေးဆရာမပြီးချင်ပါနေဂျာတာပရိသာသမီချိမိဆွေပြုလို့ဆောင်ရမယ့်ရေရီယာကဖျားတဆူဆူသွားပြီးတော့နှင်းစီပန်ဆေဝိဘေးအယောင်မစူလူရန်ချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားပြီးလူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်စနေရက်9လမှ18ရက်9လတပတ်တာတောက်ကြသာသမီချိမိဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင် တောက်ကြသားသမီးချင်းမေးဆွေအလုတ်တေကိုင်းတဲ့တွေပေါ်ပေပေါ်လာတဲ့အလုတ်တွေကမိမိအတွက်ဝေးကြီးအဆင်ပြေစေတဲ့အရာလေးတွေလာစားကောင်းတာလေးတွေလုပ်ကံကောင်းတာလေးတွေကုမ္ပဏီကောင်းတာလေးတွေနေရာကောင်းတာလေးတွေဒါမျိုးတွေကိုရရှိစေမယ်လို့တွေ့ရတယ်။တာဝူကြီးတော့ပစ္စည်းဝင်လာစေဖြင့်တပတ်တာပါ။မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်ဘသူ့အမမယုံကြည်ပါနဲ့လူယုံကမိမိကိုဒုက္ခပေးဖို့ရှိနေပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်အရင်တင်းရတဲ့ပုံပန်နေရမယ်။ ရှင်မြို့သားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်အပြစ်ပြောတာတွေခံရတတ်တယ်။ရန်အနီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူး။မိမိကိုယ်တိုင်ကိုတူးကိုချုံပြီးတော့လုပ်နိုင်တဲ့အရေးချင်းတွေအများကြီးရရှိလာလိမ့်မယ်။အခြေအနေပတ်သက်ပြီးတော့လမ်းပြောက်သွားတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျမ်းမာရေးကြောင့်စိတ်ညစ်နေရလိမ့်မယ်။တောက်ကြသားသမီးရဲ့ကျမ်းမာရေးကြည့်တဲ့အခါမှာစိုးစိုးလုံးဝမတွေ့ရပါဘူးရှင်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာပါရခင်တို့ကမိမိကိုအထင်မြင်သိထားတဲ့သူတွေအားစအထင်ကြီးလေးစားခံရတာမျိုးလေးလည်းကြုံရတတ်တယ်ကံနဲ့ပတ်သက်ပြီးတော့ကံကတော့ကောင်းပါလေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်ငွေကြီးတဲ့လာပါလေရှင်လန်းမယ်ပွက်လန်းမယ်တပတ်တာပါအလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိကိစ္စအတွက်တော့မဟုတ်ဘူးသားသမီးအတွက်ဖြစ်ဖြစ်မဖြစ်သူများအတွက်ပေါ့နော်အဲ့ဒီလိုကိစ္စရဲ့ကလေးနဲ့ပူပန်နေရတာမျိုးကြုံရတတ်ပါတယ် ီတော့တောက်ချာသားသမီးချင်းမိတ်ဆွေတို့ကံထောက်ဖန်ဖြစ်စီတဲ့ညီရေကောင်းလေးဆရာမပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ယရိယာကမိမိနေအိမ်ကဖျားမှာဒိန်ချင်းလူရန်ချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြီးလဲသွားပေးလူတို့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ16ရက်9လတပတ်တာစတိသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါပဲဖြစ်ပါလိမ့်ရှင်။စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားတွေအလုံးကောင်းနေပါလိမ့်မယ်။ တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းရဲ့အထင်မြင်လွဲပေါင်းမှုတွေခံရတတ်ပါတယ်။အိမ်ထဲပတ်သက်သောကိစ္စရပ်များစိတ်ချမ်းသာစရာကြည်နူးစရာတွေကြုံရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းစီကမမျှော်လင့်တဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့လည်းရှိနေပါတယ်။ရန်အနေနဲ့တက်ခဲရှိတဲ့သတိထားပါနော်။ အခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်ခြင်းလူကြည့်လူခင်ပေါ်ခြင်းတို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာပဲအိမ်တော်ကြီးတပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ပြီးစူးစူးရှိပါရဲ့ဂိမ်းစိတ်ပါ CEO စီးကန်းနေပြမှာပဲဖြစ်ပါလိမ့်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့လည်းတွေ့ရပါတယ်ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်သူ့ပြင်မဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆူရင်တော့၃တလုံးဒီတို့ကန်ဆန်းလို့ရပါတယ် ဝေကြီးလက်လာပါပြီပွင့်လန်းမေရှင်လန်းမေတို့ပင်ပဲဝင်လာတဲ့ဝေကြီးသည်အဖက်မတင်တာမျိုးလေးဂျုံသွားတတ်တယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကိုပြီးကြည့်လိုက်တဲ့အခါစိုးမွားတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။မိမိအနေနဲ့ကိုကိုတိုင်းလှုပ်ဆောင်တဲ့အရာအလုံးဟာကို့အတွက်ဂုံတည်င်းကောင်းလေးတွေတိုးတက်စီမယ်လို့မြင်ပါတယ်။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ပြည့်စုံတဲ့ရည်ရာကောင်းလေးပေးချင်ပါတယ်။စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မယ့်ရည်ရာက မိမိနေအိမ်ကပြန်သို့မဟုတ်စီးတစုမှာချီးဖြူတက်လက်လူရန်ချင်းဖြင့်ခက်ခဲနေသောကိစ္စရံများပြည်လေသောပေတို့တွေ့ရပါလေရှင်